မင်္ဂလာပါရှင်2025ခုနှစ်မတ်လ13ရက်စတပရီနေ RV မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရင်းချာရေးဆောင်ရွက်ပေးဖို့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စကန်ယာကုလအတွင်းမှုချုပ်ကို BRO UK တောင်းဆိုဆိုတဲ့သတင်းနဲ့ငန်းချောင်းကျွော်မှာရင်းချာရေးအေးကိုဆက်ချင်းနဲ့ဆန်ငိုင်းစီနေစဉ်ပေးဆောင်ရဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မချေဒီဝင်းပါ။ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စကန်သို့သွားရောက်တဲ့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကိုရင်းချာရေးနဲ့ပတ်သက်လို့လူသားချင်းစာနာမှုအကူအညီတွေရရှိရေးနဲ့အချက်၃ချက်ကို BRO UK ကမတ်လ စနေနေ့မှာတောင်းဆိုလိုက်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လူသားချင်းစာနာမှုအကူအညီတွေရရှိဖို့ဒုက္ခသည်တွေအတွက်အလှူရှင်တွေကရန်ပုံငွေတိုးပေးနှုတ်ဆော်ပေးဖို့နဲ့ရိုဟင်ဂျာတွေပေါ်အေးရဲ့လူခွေချိုးဖောက်မှုတွေအဆုံးသတ်ရဖိအားပေးဖို့တောင်းဆိုလိုက်တယ်လို့ဖော်ပြပါတယ်။အေကရခိုင်ပြည်မှနေရာများစုကိုထိမ့်ချုပ်ထားပြီးစစ်ကောင်စီကကုန်သွယ်မှုနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးတွေကိုကန့်တတ်ပိတ်ဆို့ထားချိန်မှာ ်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့နေဆက်ကုန်သွေးရခွင့်ပြုတင်တယ်လို့ BR UK ကဖော်ပြပါတယ်။အေကာရင်းဂျာဒုက္ခသည်တွေအပေါ်ကျူးလွန်မှုတွေကိုအဆုံးသတ်ရင်းနိုင်ငံကအေကိုဖိအားပေးဖို့ကုလသမဂ္ဂအတွင်းမှုချုပ်ကဆောင်ရွက်တင်တယ်လို့ဆိုပါတယ်။လက်ရှိတွင်အေကာရင်းဂျာတွေအပေါ်လူခွင့်ရချွတ်ဖောက်မှုတွေဆရာဆွေးမှုတွေလူမျိုးရေးတုတ်တင်ရှင်းလင်းမှုတွေကျူးလွန်လျက်ရှိနေပါတယ်။ မောင်နှောမြောက်ပိုင်းကငန်းချောင်းကျေးရွာတွေနေထိုင်ကြတဲ့ရိုဟင်ဂျာပြည်သူတွေမှာကြောက်တရားအောက်တွင်နေထိုင်နေရပြီးအေအေအတွက်ဆန်5 8ပေးဆောင်နေရတယ်လို့တတင်းရရှိပါတယ်။ငန်းချောင်းကျေးရွာတွေနေထိုင်တဲ့ရိုဟင်ဂျာတွေကအလုတ်ကိုင်းမရှိပြည်တွင်းပြည်ပဝင်ငွေလည်းမရှိဘဲနဲ့စောက်ဝတ်နေရအလွန်ပေးစက်တဲမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာအေအေအတွက်နေ့စဉ်နေ့တိုင်းဆန်5 8နဲ့အခြားလိုအပ်ချက်တွေကိုပို့ပေးရပါတယ်။ရွာသားတွေဝမ်းဝမ်းပြီးပေးရတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင်လည်းအေအေအတွက်စောင့်နေရချိန် ယ်ပေးခဲ့ရတယ်။ငန်းချောင်းကျွာကဂုံနာရွာလိုမျိုးအတင်းတမရွာကနေနေထောက်ခံရမှာကိုဆိုလို့အေးအေးတောင်းသမပစ္စည်းတွေကိုပေးနေရပါတယ်။ နှင်ထုတ်ခရရင်ဆက်စုနှင့်ရှာဖွေစုဆောင်ထားတဲ့ပိုင်ဆိုင်မှုတွေအလုံးကိုဆုပ်ရှုပ်ခဲ့ရမှာပါ။ငန်းချောင်းကျွော်အုပ်စုဂုံနာရွာကနေရိုဟင်ဂျာအလုံးကို2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်အေအေကအချင်းတမနှင့်ထုတ်ပြီးနောက်နေတွင်မှထားရခဲ့ရတဲ့ဗီဒီယိုတွေ၊ဂဒင်းတွေ၊ဆိုလာပြားဘက်ထရီကျွဲနွားစိတ်များပြင်အိမ်သုံးပစ္စည်းတွေမိဖို့ကြောင့်တော့အုတ်ခွက်ကန်တွေအလုံးကိုလူသူမရှိတဲ့ဆူဆိုပြီးတော့ရခိုင်လူမျိုးတွေကခိုးယူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အေးရဲ့ကြံဖတ်တောင်းကျမ်းမှုကြောင့်ကျေးရသားတွေလုံခြုံမှုကိုမခံစားရဘဲအကြောက်တရားအောက်တွင်နေနေရပါတယ်။ရိုရင်ဂျာပြည်သူတွေအနေဖြင့်အေးရဲ့ရစ်ဆက်ကြံကြုံမှုကြောင့်နိုင်ထက်စင်နေမှုအကျင့်ပြချစားမှုတွေခွဲခြားဆက်ဆံခံရမှုတွေကို နေ့စဉ်လုံးလုံးလွတ်အားနေပေးနေရမှုတွေခါစီခံနေရကြောင်းတခြားမျိုးနယ်စုလိုမျိုးလွတ်လပ်စွာတော်လန့်ခင်ကတ်တန်ခံရမှုတွေခံနေရတယ်လို့ဒီသက်ခံတွေကပြောပါတယ်။